ကျွန်တော်တို့ဟာအမျိုးသားညီညွတ်ရေးဆိုရပြုပြင်ပြောင်းလဲရေးကိုအဆင့်၃ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ခဲ့ပါတယ်ပထမအဆင့်ဖြစ်တဲ့အစိုးရအတွေ့ပြုပြင်ပြောင်းလဲရေး internal reform ကိုလုံဆောင်ပြည်စည်းခဲ့ပြီဖြစ်ပါတယ်ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီကပြည်သူတရက်လုံးကိုထုတ်ပြန်ပေးခဲ့တဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံဟာကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင် ပြောင်းလဲမှုပဲဖြစ်ပါတယ်ဒုတိယအဆင့်ဖြုတ်ပြင်ပြောင်းလဲရဲကတော့လက်ရှိမြို့သားညီကြီးရဲ့ဆိုရနဲ့တိုင်းတာလက်လက်ကတော်လည်းအဖွဲ့အစည်းများပါဝင်တဲ့ကိုစားပြု အားကောင်းတဲ့အဆိုရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်ဒါတည်းအဆင့်ဖြုတ်ပြင်ပြောင်းလဲရဲကတော့မဲအွန်လိုင်းနဲ့ကျန်းဖက်စစ်ဥစုကိုဖြုတ်ချပြီးအသွေးကိုပြောင်းရဲ့ဆိုရအတိတ်တည်းရဖွဲ့စည်းဖို့ဖြစ်ပါတယ်အဆိုရ ဖွဲ့တွေပြုတ်ပြင်ပြောင်းလဲရဲကိုအဓိကလုပ်ငန်းစဉ်300ရက်နဲ့စတင်ခဲ့ပါတယ်။အဲ့ဒါတွေဟာမဟာပြူဟာပြုတ်ပြင်ပြောင်းလဲရဲဖြစ်တဲ့ strategic reform ဖြစ်ပြီးဒုတိယအချက်ကတော့အတိတ်ချက်မှလိုက်တဲ့မဟာပြူဟာနဲ့အညီအစိုးရဖွဲ့စည်းပုံပြောင်းလဲရဲ structural reform ဖြစ်ပါတယ်။တတိယအချက်ကတော့အစိုးရဖွဲ့စည်းပုံအတိုင်းကန္တအလိုက် ပြုတ်ပြင်ပြောင်းလဲရဲ sectorial reform ဖြစ်ပါတယ်။ ကန္တာလည်းပြုပြင်ပြောင်းလဲရင်မှာကျွန်တော်တို့လည်းကန္တာကြီး600ရက်နဲ့အချမှတ်ထားပါတယ်။အဲ့ဒီကန္တာကြီး600ရက်ထဲမှာနိုင်ငံရေး၊စစ်ရေး၊မဟာမိတ်ဆက်ဆံရေး၊နိုင်ငံတကာဆက်ဆံရေး၊ပြည်သူဆက်ဆံရေးနဲ့ဗန္ဒာရဲ့ကန္တာတို့ရပါဝင်ပါတယ်။ဒီလိုမဟာဗျူဟာအလိုက်ဖွဲ့စည်းအလိုက်ကန္တာအလိုက်ပြုပြင်ပြောင်းရင်မှုတွေကိုဘာကြောင့်လုပ်ရလဲဆိုရင်ကျွန်တော်တို့ဟာဒေါ်လာငွေတရလုံးရဲ့စုစုပေါင်းရလတ်ကို ယခုအချိန်နဲ့တည်းပုံမကောင်းမလောင်ထွန်းတင်နိုင်ဖို့ဖြစ်ပါတယ်ပထမကတော့အရင်မြက်ခွဲဝဲ၃၀မို့မှာပုံမထည့်ရအောင်တူမြင့်တိဆောက်ဖို့ဖြစ်ပါတယ်။ဒါအပြင်ဒုတိယအနေနဲ့တော်လန်ကြီးကာလအတွင်းမှာအဓိကနဲ့တာမရကိုခွဲခြားပြီးအရေးကြီးတဲ့ကန္တတွေကို ပုံမအားဖြစ်နိုင်ဖို့ရွယ်ပါတယ်။ဒါတဲ့အချက်ကတော့လက်တွေ့ဥဆောင်နေတဲ့အစိုးရဖွဲ့ကိုလည်းပုံမတော်ဝင်ယူမှုပုံမတော်ဝင်ခံမှုရှိတဲ့အစိုးရတရားဖြစ်အောင်ပုံဖော်နိုင်ဖို့ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ပြည်သူယုံကြည်မှုနဲ့မဟာမိတ်ဆက်ဆံရေးကိုပုံမကျေပြန့်စစ်လက်အောင်လှုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ဒီရွယ်ချက်တွေဟာပြည်သူတရားလုံးရဲ့သဘောထားစံသားနဲ့အညီတော်လာကြီးအောင်မြင်မှုရလဒ်တွေကိုအဖိတ်အစင်နေအောင် ကျွန်တော်တို့လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းပြည်သူတရက်လုံးကိုတင်ပြလိုပါတယ်။